ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ကျမတို့မြန်မာနိုင်ငံရဲ့သူရဲကောင်းတူဦးဖြစ်တဲ့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်နိုင်ငံတနိုင်ငံတွေကောင်းဆောင်ကောင်းဆိုရဟာလူမျိုးစုရဲ့နှလုံးသားစိတ်ဓာတ်နဲ့အနာဂတ်ကိုပုံဖော်ပေးနိုင်တဲ့သူပဲဖြစ်ပါတယ် မြန်မာနိုင်ငံမှာဒီလိုကောင်းဆောင်မျိုးပေါ်ထွန်းခဲ့ပူပါတယ်သူကတော့မြမလွတ်လပ်ရေးပြည်သူကပြည်သူတွေရဲ့ဖခင်ကြီးလို့တင်စားရမယ်ဗိုလ်ချုပ်အောင်ဆန်းပဲဖြစ်ပါရဲ့ရှင်ဗိုလ်ချုပ်အောင်ဆန်းကိုတော့1915ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့ကနမ်မောက်မြို့မှာမွေးဖွားခဲ့ပြီးသူ့ရဲ့ငယ်နေမီကမောင်ထိန်ထဲမှာငယ်စဉ်ကတည်းကပညာကိုစိတ်ဝင်စားခဲ့တဲ့ဗိုလ်ချုပ်ဟာရန်ကုန်တက္ကသိုလ်ကိုရောက်ရှိချိန်မှာတော့ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်ထင်ရှားလာခဲ့ပါတယ် 1936ခုနှစ်မှာတော့ရန်ကုန်တက္ကသိုလ်ကျောင်းသားများတမကအသင်းရဲ့ဥက္ကဋ္ဌဖြစ်လာပြီးဒုတိယကျောင်းသားသဖိတ်ကိုဦးဆောင်လာတော့တယ်။သူ့ရဲ့လှုပ်ဆောင်မှုတွေဟာတိုင်းပြည်အတွက်တခုခုလှုပ်ဖို့လိုအပ်နေပြီဆိုတဲ့အသည့်ကိုရင့်တန်စေခဲ့ပါတယ်။ကျောင်းပြီးတဲ့အခါမှာတော့ဗိုလ်ချုပ်ဟာနိုင်ငံရေးလောကကိုခြိစုံပြစ်ဝင်ရောက်လာခဲ့ပြီးဗမာထွေရခိုင်းရဲ့အထွေထွေတွင်ရမှုဖြစ်တာဝန်ယူကဂျပန်ကိုတိတ်ဆိတ်သွားရောက်ပြီးစစ်ပညာကိုသင်ယူဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုသွားရောက်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ မြမလွတ်လပ်ရေးအတွက်လက်နက်ကင်တော်လှန်ဖို့ပဲဖြစ်ပါတယ်ဂျပန်မှာစစ်ပညာသင်ယူပြီးတဲ့နောက်မှာတော့ရဲဘော်သုံးချိတ်ကိုဦးဆောင်ပြီးမြမနိုင်ငံကိုပြန်လာကဂျပန်နဲ့ပူးပေါင်းပြီးဗြိတိရှ်ကိုတိုက်ထုတ်ခဲ့ပေမဲ့လေဗိုလ်ချုပ်ဟာဂျပန်ရဲ့စစ်အုပ်ချုပ်ရေးစနစ်ဟာမြမလွတ်လပ်ရေးအတွက်အထောက်အကူမပြုဘူးဆိုတာကိုသဘောပေါက်နားလည်ခဲ့ပါတယ်1945ခုနှစ်မှာတော့ ဖက်စစ်ဂျပန်တွေကိုပြန်လည်တော်လှန်ဖို့အတွက်ဖက်စစ်တော်လှန်ရေးကိုဦးဆောင်ခဲ့ပါတော့တယ်။ဒီလိုခိုင်မာတဲ့ဆုံးဖြတ်ချက်တွေဟာသူ့ရဲ့နိုင်ငံချစ်စိတ်ကိုပြသနေခဲ့တာလည်းဖြစ်ပါတယ်။ဘူဂျုံအောင်ဆန်းဟာဘာကြောင့်ဒီလောက်ထိပြည်သူတွေရဲ့ချစ်ခင်လေးစားမှုတွေကိုရရှိခဲ့တယ်လို့ထင်ပါတယ်။အဓိကအကြောင်းရင်းကတော့သူ့ရဲ့ယူသားဖြောင့်မတ်မှုပဲဖြစ်ပါတယ်။ဘူဂျုံဟာစီးစိမ်ဥစ္စာနဲ့ပတ်သက်နေရင်လုံးဝစိတ်ဝင်စားပဲအမြဲတမ်းရိုးရှင်းစွာနေထိုင်တတ်သူဖြစ်ပါတယ်။ သူ့ရဲ့စကားတွေလောက်ရက်တွေဟာအငြင်းတဲ့ယူသားဖြောင့်မတ်ခဲ့ပြီးဘူဂျုံဟာခိပညာတတ်တူဖြစ်ုံသာမကနိုင်ငံရေးနဲ့စီရေးအမြင်မှာလည်းအလွန်ထက်မြက်သူတူဖြစ်ခါနိုင်ငံတကာရေးရာတွေကိုလည်းစဉ်စားသုံးသပ်နိုင်စွမ်းရှိခဲ့ပါတယ်။ပြည်တွင်းမှာလည်းတိုင်းရင်းသားညီအကိုတွေနဲ့အတူလက်တွဲပြီးလွတ်လပ်ရေးကိုယူဖို့စီစဉ်ခဲ့သူပါ။သူ့ရဲ့တူဒီသောရည်ရွယ်ချက်ကတော့မြမလွတ်လပ်ရေးရဖို့ပဲဖြစ်ပါတယ်။ဒီပန်းနိုင်အတွက်ဘဝတစ်ခုလုံးကိုပေးဆက်ထားခဲ့ပြီးအသက်နဲ့လည်းလဲရဲခဲ့ပါတယ်။ သူ့ရဲ့မိန်ခွန်းတွေဟာဆိုရင်အမြဲတမ်းရိုးရှင်းပင်မဲ့လည်းပြည်သူတွေရဲ့နှလုံးသားကိုထိမိစေခဲ့ပါတယ်။တဦးရဲ့အတွက်မလို့ပြည်သူအလုံးအတွက် လုံးဆိုတဲ့သူ့ရဲ့စကားတွေဟာဆိုရင်မျက်နှာဖြတ်တိုင်းအင်အားရှိနေစေပဲဖြစ်ပါတော့တယ်။ဘိုးချုပ်အောင်ဆက်ဟာ1948ခုနှစ်ဇူလိုင်လ16ရက်နေ့မှာတော့အာဇာနီကောင်းဆောင်ကြီးများနဲ့အတူလှုပ်ကြံခံခဲ့ရပါတယ်။မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးရဖို့တိတ်မလို့တော့တဲ့အချိန်မှာပဲသူ့ရဲ့ဘဝကိုပေးဆက်ခဲ့ရတာပါ။ သူဟာလွတ်လပ်ရေးရဲ့အသီးပွင့်တွေကိုကိုယ်တိုင်မခန်းစားခဲ့ရပေမဲ့လည်းသူ့ရဲ့အမွေအနှစ်တွေကတော့ထာဝရရှင်သန်နေဆဲပဲဖြစ်ပါတယ်။သူ့ရဲ့စိတ်သက်၊သူ့ရဲ့စကား၊သူ့ရဲ့ရိုးဖြောင်းမှုတွေဟာဆိုရင်မြန်မာနိုင်ငံရဲ့အနာဂတ်အတွက်လမ်းပြကျယ်ဝန်းတစ်ခုလို့အမြဲတမ်းတည်ရှိနေမှာလည်းဖြစ်ပါတယ်။ဒီနေ့ခေတ်မှာတော့ဘိုးကျုံအောင်ဆန်းလိုကောင်းဆောင်ကောင်းတွေလိုအပ်နေဆဲဖြစ်ပြီးသူ့ရဲ့စိတ်သက်တွေကိုလက်ဆင့်ကမ်းယူဖို့လိုအပ်ကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ရှင်။